ဟုတ်ပြီအဲဟိုဟာအပေါ်တယောက်မှာဆိုလို့ရှိရင်အပေါ်တယောက်မှာရှေ့ပိုင်းကိုကျွန်တော်ပြင်မယ်ဆိုလို့ရှိရင်အာ27ဆိုတဲ့ဟာကြီးဒီဟာကိုကျွန်တော်ကတော့သဘောမတွေ့ဘူးပေါ့နော်ကျွန်တော်သဘောပြီးတော့ဒီ7နေရာကိုဥပမာအောက်ကတယောက်လို့မျိုးရေးမလားဒီဒီဒီလိုမျိုးရေးမလားဒါမှမဟုတ်ရင်ကျွန်တော်ကျွန်တော်ရေးဒီလိုမျိုးဒီလိုမျိုးရေးမလားရေးအဲ့ဒါရေးပေးဟာရေးမှန်တယ်အဲ တော့တစ်ခုခုပေါ့နော်အဲ့လိုရေးတင်တယ်ပေါ့နော်အဲ့တော့ထားပါတော့ကျွန်တော်ရေးလို့ရေးရေးလိုက်မှာထားပါတော့နော်အဲ့ဒါအောင်မှသူဒီလို7တင်တယ်ဆိုတော့အဆင်ပြေတယ် B ဆိုတော့အဆင်ပြေတယ်ဒါမှမဟုတ်အောက်က G ကို E minor လို့ရေးလဲအဆင်ပြေတယ်တိုက်တာလို့အဲ့တော့နည်းနည်းပြင်ရမှာပေါ့ဒီမှာဒီမှာဒီမှာဒီနေရာရောအဲ့နေရာရောပြင်ရမှာပေါ့နော်အဲ့တော့အဲ့နေရာမှာကျွန်တော်ပြင်လိုက်မယ်ကဲအောက်ကတရားရေးတယ်လို့ပဲရေးမယ်အဲဒါမှမဟုတ်သူ့အပေါ်ဟာလည်းပါအောင်ကျွန်တော်ရေးမယ်ဒါဆိုလည်း okay တယ် တကယ်ကတော့ဗျာတကယ်ကတော့ဒီ number 7နေ1နေရလေ melody ဒီဖို့အတွက်ပဲကျွန်တော်တို့တုံးတာဟုတ်အဆင်ပြေမှာပေါ့အပေါ်အခရအခရလို့နေတာပဲကောင်းတယ်ဒီလိုမျိုးလေးတွေပို့အဆင်ပြေမှာဒါဆိုတတ်တတ်မှတ်ဖြစ်သွားတာပေါ့အော်ဒါဆိုကျွန်တော်တို့အခြေတိုင်းတော့မတိမိကြဖြစ်သော note လို့လူတကာကပြောတာလေတကယ်လည်းမတိကြပါဘူးမတိကြတဲ့ဓာတ်ရဲ့မှာကျွန်တော်တို့နည်းနည်းအင်ကြီးရအောင်လို့ပေါ့အဖက်လေးဆိုင်အောင်ဟိုလူကြီးကြီးဒီလိုလိုတိတ်ကြတာလေးတွေကျွန်တော်တို့အဆိုင်လေးတွေကို note ဟိုသဘောတရားလေးတွေပေါ့အဲ့လိုမျိုးမျိုးနဲ့ဆုံးဖြတ်ချက်လေးတစ်ခုတွေပေါ့လားအဲ့လိုမျိုးအားငါဒီလိုပဲရေးကြမယ်ဟိဆိုနားလည်မှုတွေရေးတော့နည်းနည်းလူနည်းနည်းရင်ပူအရင်ထက်တော့နည်းနည်းလေးစားခံပါဘူးနော်ဟုတ်ကဲ့ဟိုစိတ်ကြက်ရှိတာတယောက်တစ်မျိုးတွေရေးကြတော့ကျွန်တော်တစ်ခါလေး international notes မှန်းနေတွေ့လို့ရှိရင်ကျွန်တော်ပြောရဆိုရတော်လေးအခက်အဲ့တော်တော်လေးဟိုပေါ့မျက်နှာငယ်ရတော့နော်ဒါမဲ့လေကျောင်းနိုင်ငံမှာကကြတော့ဒီဟာနဲ့ပဲ ဒီနှုတ်နဲ့ပဲရှေ့တိုင်းနှုတ်နဲ့ပဲလှုပ်ရှားနေတာဆိုတော့ဟိုဘက်ဟာကျွန်တော်မပြောင်းပြောင်းသွားလို့ဖြစ်ဘူးပေါ့နော်အဲအဲအကြောင်းပြောထားပါလို့ဒါကိုတက်တက်ရေးရတယ်အားလုံးသဘောတူတယ်တခုမူလေအဲ့လိုတော့ပိုကောင်းတယ်ဟိုဖြစ်နေတာဟုတ် Okay အဲ့တော့အအကိုပထမအပေါ်ကအကိုရေးတဲ့နှုတ်ကိုဆက်သွားမယ်နော်ပထမတစ်ယောက်ရေးတဲ့နှုတ်ဆိုတာဒုတိယဘာမှကျွန်တော်ဒီလိုဖြစ်သွားတယ်ဟုတ်ပါ လာမိုင်လာပြီးတော့ဆိုလို့တော့တက်တက်နေတာလေအဲ့ဒါဘေးကတော့ဆိုဟုတ်တယ်သူကကျတော့ဒုတိယဒုတိယတယောက်လုံးကသူကဘေးကိုကောင်းကောင်းသူကြားကြားပြီးတော့သူကဘေးကိုပဲအကုန်လုံးဟိုအဲ့ကောင်ထုထားပြီးတော့သူကအကုန်လုံးကော့ဒီပါလိုက်လဲတဲပြတာပေါ့နော်ဒါသဘောကအဲ့လိုမျိုးကျွန်တော်ခံစားရတယ်အဲ့လိုမဟုတ်ဘူးနော်တကယ်ကကော့တစ်ခုကကော့တစ်ခုမှာပါတယ် try ပေါ့နော် major try ဆိုတော့ထားပါ G major try ဆိုတော့အများဆုံးအပြည့်ကတော့ဟုတ်တယ် ခုကတော့ G G major client G major ကခုကဒါအောင်တည်တယ်ဆိုတခါကျလဲဒါအောင်တည်တယ် number 3ကိုတည်တယ် BO တည်တယ်တခါကျရင် number 5ကိုဖြစ်တယ်ဒီဟိုဟာ D ကိုလည်းတည်တယ်တချင်းရဲ့အနေနာပေါ်မှာလို့ပြောပေးသမားကတည်လို့ရတယ်ဒါအောင်တော်တော်များများဟိုဝါသနာရှင်နေအနေနဲ့အဲဘာလို့ဟုတ်ဝါဒနာရှင်တွေပြောတာเนาะတော်တော်များများဝါဒနာရှင်တွေကဒါဟုတ်တိတ်တဘုံပေါက်ကြတယ် အမှန်မှားမှထားပါတော့ဒီမကြီးဟိုကျွန်တော်ကျွန်တော်တို့ဒီနေရာတိုင်းကိုထားပါကျွန်တော်အရေးနဲ့ဟိုအောက်ဆုံးအောက်ဆုံးလမ်းကိုကြည့်လိုက်ဒီမကြီးညီနားလေးကြည့်ဒုတိယကောကြည့်ဆိုတဲ့ဘေးသာတီရဲဆိုတဘောရတာပဲဟိုဟိုဝေဘာဒီတဲ့ခါတစီကင်းနေကြတာစီကင်းနေတဲ့ motion ဒီမကြီး C ဒီမကစီရဲ G ရဲဒါ C နောက်ခါ G chord ဟောတကယ်ကလူက နားသွားမြင်တာကြီးရကြီးပဲဒါပေမဲ့မဟုတ်ဘူးဗီဒီယိုကြီးပါအဲ့ဒါဒီကနော်ဒီဒီလိုပြောတာ Only miracle နားမလို့ရကောင်းတယ်လို့တူက God God ရဲ့အသွားလာတယ်ပေါ့ဘူးဒီပြီးတော့တူကလိုအပ်ရင်တူကသူဘေးကိုပါရွှေ့သွားတယ်အဲအဲ့လိုမျိုးလုပ်တယ်အဲ့လိုအဲဒါကိုတိထားရမယ်အဲဘယ်ကော့မှာဆိုကော့တစ်ခုမှာ note 3လုံးနဲ့တိဆောက်ထားရင်အဲ့ note 3လုံးကိုဘေးကတချင်းရဲ့လိုအပ်ချက်အရာ လုံးလို့တိလို့ရတယ်အရှိနဲ့နောက်ရှေ့ကောနဲ့လာမယ်အရှိကကောနဲ့နောက်လာမယ်ကောနဲ့နှစ်ခုကိုပေါင်းပြီးတော့ဟိုဟာပရိတ်လုပ်ပြီးတော့ကိုကအဲ့ဘေးကိုမယ်လိုဒီဖျက်အောင်လုပ်လို့ရတယ်နော်ဒါလေးကိုဒါတော့ तू ကဒီဟာကိုဒီပေါ်ဆုံးတစ်ယောက်ပထမဆုံးတစ်ယောက်ရေးတဲ့ဟာဆိုရင် तू ကဒီမှာဟောဝေးမနေတဲ့ခါအဲ့လိုမဟုတ်ဘူးဒုတိယတယောက်ရေးတဲ့ဟာကော့ကအမှန်အဲ သူကဘေးမေးတာပဲရှိရအပေါ်တယောက်ကကျတော့ဘေးသေးတယ်ကောက်ကမာအဲအဲ့လိုဖြစ်နေသူနှစ်ယောက်ပေါင်းလိုက်ရင်သူတို့ကိုက်ဟိုဝေကနေတဲ့ကောင်မြို့ရဲနဲ့မေးဘေးသာဆိုဟာဒုတိယတယောက်ရင်းသူနေမယ်ဒါစီအာဒိုဒိုပေါ့နော်ဒိုပေါ့တော့မဟုတ်ရင်အဲဒုတိယတယောက်ရင်းသူရင်မရင်းရင်ကျွန်တော်ရင်းသူလို့ရင်အဲရအဲ့ဒါမှန်ပြီနော်โอเคအဲ့တော့ဆက်သွားမယ် တာနှစ်ယောက်လုံးလည်းအတူတူပဲကြောင်းလည်းဒီတိုင်းပဲရေးတာအဲကျွန်တော်ဒီမှာဒီမှာ7ဟုတ်တယ်ဒီမှာ7ထပ်ကြံခဲ့အဲမှန်တယ်ပြီးရင်ဆက်သွားမှာမကန်တော့တိုင်တဲ့ထားကိုဒီစားအဲ့ဒါခုနကကျွန်တော်ဖြည့်လိုက်တာနော်ဒါခုနကပြောပြီးသားတယ်အဲဟိုပထမတစ်ယောက်က84ပါးကြံခဲ့တော့ဒါဆိုလို့ရှိရင်တဘောရဟိုဖြစ်သွားပြီအရှင်ပြေးသွားပြီအဲနားလည်းမထပါနော်အဲကျွန်တော်အခုအောက်ကဒီမှာကျွန်တော်ရေးထားတဲ့ဟာ ကြည့်ကြင်လဲကြည့်လို့ရတယ်ကျွန်တော်တို့ကတော့ကျွန်တော်ကမချင်းပြန်ကြတခုပဲရှိတယ်ဒုတိယတရားရေးတဲ့ဟာနဲ့အဲကျွန်တော်ရေးတဲ့ဟာနဲ့ဆိုရင်ဒုတိယကော်မှာပဲလွယ်ကွဲလွယ်နေတာပေါ့နော်ဒါကတော့ဟိုသူ့သူ့လည်းမမအောင်သူကမယ်လိုဒီရဆိုရင်မီမယ်လိုဒီအမီဖြစ်တော့နော်ဒါ3 minor ကို beta number 7 နော်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ record ကြီးတီးလို့ရှိရင်များသောအဖြစ်ကောင်တာတွေသွားတယ်ကောင်တာတွေသွားတာဖြစ်လို့အဲ့ melody ကိုစဉ်းတော့စဉ်းစားပေမဲ့အရင်ကြီးထက်တယ်မစဉ်းစားဘူးမစဉ်းစားရတော့ကျွန်တော်တို့ဒါပဲသွားလိုက်သွားထားရှိတဲ့ဟာဒါပဲဒူလာဆိုပါဆိုအဲ့တော့ကျွန်တော်တို့ကတော့ဒီလိုသွားတာပေါ့ဟိုးဝေးပါ ါတယ်သူဒုတိယတယောက်ရေးတဲ့ဟာတော့ဒါမျိုးတွေပေါ့ဒုတိယကောင်လေးလွှဲတော့မယ်နော်မှန်တယ်နော်သူသူရေးရတယ်ဖြစ်နော်အဲ့တော့ရှင်းနှစ်ပါးပဲသူနဲ့ကျွန်တော်လည်းလွဲတယ်ကျွန်တော်ရေးတဲ့အတိုင်းဆိုရင်ဘယ်လိုဖြစ်မလဲဟိုဝေမာ သူရေးတာဆိုရင် Oh we ma ဒါတော့မိတ်ဆွေတို့သဘောတရားတည်ပြီဆိုတော့ရှင်မိတ်ဆွေတို့ကြိုက်တဲ့ကောင်ရွေးတော့ပေါ့နော်အဲကျွန်တော်ကကျွန်တော်မှန်တယ်လို့လည်းမပြောလို့ဘူးသူမှန်တယ်လို့လည်းမပြောလို့ဘူးဒါကတော့ကိုတယောက်တယောက်ကြားတဲ့အပေါ်မူတည်ပြီးတော့ကွဲပြားမှုရှိနိုင်တယ်ဟုတ်တယ်ဘယ်လောက်ပါလဲအဲအားလုံးလည်းနားလည်း နေပြီလို့ပြောလိုက်ပါတယ်။အဲကျွန်တော်ဂျိုင်းလို့လုပ်ပါအောင်နော်။ကျွန်တော်ကဟိုပါဒါဆွေးနွေးတယ်တင်ပြတယ်အကျန့်ပေးရမနော်။အဲ့တော့ပေါ့နော်။ Okay ။ကျွန်တော်နောက်တစ်ပုဒ်ကျမှဆက်တက်